အပစိုးဖိုင်ရဲ့စောင်းမာရိုလူစီတယောက်အတုံးမကြားတဲ့စိုက်တူကိုကြည့်ပြီးမနှက်ပြန်တရုတ်ပြဝယ်ရှိတာကိုစဉ်းစားနေတော့စိုက်တူကသူ့မှာတရုတ်ပြမှုစကေးတရှိကြောင်ပြောကအတွင်းကလျှော်ရလို့ပြောတော့ကြောက်ဖို့နဲ့ရိုက်ဖို့ပြင်လိုက်ကအတေးစိုးလိုက်ပြီးဓာတ်ဥမြင်သွားတာကြောင့်ဒါနဲ့တရုတ်ပြခိုင်းမှုလုပ်ပြီးမယ်ကိုတနေ့ကဓာတ်လေးတစ်ချက်မှတော့မလွှဲနိုင်ခဲ့တာကြောင့်မရလောက်ဘူးလို့ပြောတော့လူစီလည်းတခုခုကိုလုပ်ဖို့စဉ်းစားထားလို့ပြောခဲ့လိုက်ပါတယ်ဒါပေမဲ့စိုက်တူကဓာတ်ရေးပြဖို့နေနေကြတာလွှဲဖို့တော့မနိုင်တာကြောင့်ဒါကုပဲဘာလို့ရမလဲလို့မင်းနေချင်မိကရောက်လာပြီးစိုက်တူလည်းဟိုနေ့ကကိစ္စတွေကြောင့်ရှက်နေခဲ့ကမိကဒီနေ့တရုတ်ပြပွဲ ွဲကိုမင်းသမီးကလည်းလာမှာဖြစ်တာကြောင့်အကုန်လုံးကအစွမ်းကုန်လေ့ကျင့်နေကြောင်းပြောပြနေခဲ့ကတစ်ဖက်မှာတော့ပွဲအတွက်လက်ထောက်ကအစွမ်းကုန်ရှင်ပြနေပေမဲ့ကျောင်းဝန်ကအရင်လိုပဲကျောင်းဝန်အတွင်းကခူးကြီးခိုင်းကဒီနေ့တော့မမြင်လိုက်ရတာကြောင့်စိတ်ထကြနေပြီးဘယုတ်တုခတွေလုံနေတဲ့ကျောင်းဝန်ကိုလက်ထောက်ကလည်းတင်းသွားပြီးအတိတ်ပြင်းနေခဲ့ပါတယ်အဲဒီနောက်မှာတော့ကျောင်းသားတွေကတရုတ်ပြပွဲအတွက်ပြင်ဆင်နေခဲ့ပြီးမိကမတော်ခင်စိုင်းတူရဲ့လက်ကလေးကိုကင်ကကငောင်းမစေလို့ပြောလိုက်ပြီးစိုင်းတူလည်းရင်နှက်ချက်ခုန်သွားခဲ့ပါတယ်ညာရောက်တဲ့အချိန်မှာတော့ဆရာတို့ကတခိုးလာမခိုးအောင်အဆောင်အကျပ်တွေကိုတားနေခဲ့ပြီးယူဇာမင်းလိုမော်စီယာလက်ခိုးရင် င့်တောင်လက်ကူနိုင်မှာမဟုတ်ဘူးလို့အခိုင်အမာပြောနေခဲ့ပါတယ်နောက်တနေ့မှာတော့မင်းသမီးလည်း LCB ကြောလာခဲ့ကအားလုံးကဝမ်းကျုစုကြပြီးညောင်ရောက်တဲ့အချိန်ဒါကြီးမကျင့်မဲ့အတွင်းကရှော်ဖို့ပဲလေ့ကျင့်ကျင်တဲ့ site ကိုလူစီကဒေါ်ရထွက်နေချိန်ယုတ်တိရဲ့မင်းသမီးကရောက်လာပြီးလူစီကိုနှုတ်ဆက်ကငငယ်ကတူတူနှစ်ယောက်ဟာကစားဖို့ကစားပဲဖြစ်ပြီးတယောက်နဲ့တယောက်အရင်ရင်းနှီးကြကအလွမ်းတက်နေကြပြီးဂျာပြဲဝင်ပြောတဲ့ site ကိုလည်းကြမ်းမြင့်နဲ့မိတ်ဆက်ပေးလိုက်ပြီးမင်းသမီးလည်းအရင်နေ့ကနန်းတော့မှလူစီပြဿနာတက်တာတွေကိုကူညီပေးထားတာကြောင့်ဘာမှပြဿနာမဖြစ်မဲ့တီတော်ခဲ့ကကျေးဇူးတင်နေပြီးမင်းသမီးပြန်မှုလုပ်နေချိန်လူစီနဲ့ ပွေးဖွဲ့ပြီးနှုတ်ဆက်နေခဲ့ကစိုက်တိုကိုလည်းမနှက်ပြန်ကြအကောင်းဆုံးလုပ်ဖို့ပြောတော့စိုက်တိုလည်းစကွက်ပြောင်နေတာကြောင့်လူစီကကြောက်ဖို့နဲ့လက်ရိုက်ကကစားနေတာကြောင့်မင်းသမီးလည်းထပြန်သွားခဲ့ပါတယ်။နောက်နေ့တရုတ်ပြည်ဝင်ရောက်တဲ့အချိန်မှာတော့ကျောင်းသားတွေလည်းသူတို့ရဲ့လက်ကျင့်ထားတဲ့အတိုင်းပြတ်သားနေခဲ့ကလူစီရဲ့လက်မှာတော့အားလုံးကရည်နေတာကြောင့်စိုက်တိုလည်းဓာထုံလိုက်ပြီးမဲ့တူတာနဲ့အတူစကားများနေတာကြောင့်လူစီကနားကိုဆွဲပြီးခေါ်သွားလိုက်ပါတယ်။အဖက်မှာတော့တခုမှလေးတယောက်ကဂိုလန်ကြီးကိုစင့်ခေါ်ကနယံကိုထိုးလိုက်ပြီးမဲ့မဖြုံတာကြောင့်ခတ်တွေ့နေပြီးစိုက်တိုတို့ကိုမြင်တာကြောင့်ဖမ်းလိုက်ကလူစီလည်းဖိုင်ယာဘုတ်ကိုတုံးလိုက်ပြီးတစ်ဖက်မှာတော့ငကားစင့် ငော့ကောင်နဲ့ငကားမဲတော်ကပထမရခဲ့ပြီး fireball ပြလိုက်တဲ့လူစီလည်းနယံကိုပဲဖြက်စီးသလိုဖြစ်သွားတာကြောင့်နယံကပဲပျက်စီးသွားပြီးအထဲကယဒနာတွေကိုလွယ်လွယ်ကူကူပဲယူသွားခဲ့ကစိုက်တိုလည်းပြုတ်ကျသွားချိန်ငကားမဲတော်ကဝင်ခဲ့လိုက်ပြီးမင်းသမီးလည်းသူ့ရင်တကြီးလိုက်လာခဲ့ကဗမွန်ဖြစ်ပဲဘေကင်မန်တီတော်နန်းတော်ကိုဒနင်းပို့ဖို့ပြန်သွားလိုက်ပါတယ်အဒီနောက်မှာတော့စိုက်တိုကသူ့ကိုကူလန်ကြီးကိုဖမ်းတဲ့အချိန်ဘာလို့မပြေးရလဲလို့မေးတော့လူစီလည်းမော်စရာတယောက်ကဘယ်တော့မှသူ့ရဲ့စင်ငော့ကောင်ကိုမစွန့်ပစ်ဘူးလို့ပြောနေခဲ့ပါတယ်အဲ့လိုနဲ့နောက်နေ့မှာတော့စားစော့ကြီးကစိုက်တိုကိုမုန်းခွန်းကျွေးနေပြီးအဲ့ဒါကိုကြီး နေတဲ့လူစီလဲနှခမ်းကြီးထောက်ကစိတ်ဆိုးနေပြီးစိုက်တိုကိုလည်းပြင်နေခဲ့ပါတယ်အဲဒီနောက်မှာတော့လူစီနဲ့နဂါမဲတော်အားចောင်းအုပ်ကြီးကရုံခန်းကိုချက်ချင်းနှောက်ဖို့ခေါ်လိုက်ပြီးစားစော့ကြီးကလည်းလိုက်လာခဲ့ကအဲဒီနောက်မှာတော့လက်ထောက်လဲဒီနားကတောအုပ်ထဲမှာမူမမန်တဲ့သူတယောက်နေနေကြောင်ပြောပြလိုက်ပြီးဆွေထားတဲ့ပုံကိုလည်းချက်ချင်းပြလိုက်ချင်အရင်နေ့ကဝင်ခိုးတဲ့တခုမှမေးလို့ပြောလိုက်ပြီးចောင်းအုပ်ကြီးကတူရူရဲ့မော်လက်နက်ကိုပြန်သွားယူဖို့တွားချင်းတဲ့သူကိုလက်ညှိုးထောက်ဖို့ပြောချင်အကုန်လုံးကတွန်းဆုံနေပေမဲ့လူစီကအရင်ဆုံးစားထောင်လိုက်ကစားစော့ကြီးနဲ့နဂါမဲတော်လည်းအတူတွားဖို့လက်ညှိုးထောက်လိုက်ရပြီးအဲဒီနောက်မှာတော့ចောင်းအုပ်ကနဂါမဲ တော်နဲ့စောစောကြီးတို့ရဲ့လုံနိုင်စွမ်းနဲ့ကိုချီကျူးနေပေမဲ့လူစီရဲ့လက်မှာတော့ပြောစရာစကားမရှိပဲလူစီရဲ့စင်းကောကောင်စိုက်တို့ကိုပဲအထက်တန်းလောက်ကိုအနိုင်တိုက်နိုင်ခဲ့တဲ့သူရဲ့ကောင်လို့ပဲပြောလိုက်ပြီးအဆောင်အကျအနေနဲ့လက်ထောက်မလေးကပါလိုက်ခဲ့မယ်လို့ပြောပြီးအတူတော်ကြကလမ်းမှာတော့လက်ထောက်မလေးကမောပညာတုံးနိုင်တိုင်းလဲအထက်တန်းလောက်မဟုတ်ပဲရဇဝင်းမှုတို့ပြစ်မှုတို့လုံးမိရင်အထက်တန်းလောက်ဘွဲကိုဆုံရှုံရမှာဖြစ်ပြီးသူလဲအဲထဲကတယောက်ဖြစ်ကြောင်ပြောပြလိုက်ကဘလို့ဆုံရှုံခဲ့ရတာလဲလို့မေးတော့လုံးဝထားပြီးစောစောကြီးကတော့စိုက်တို့နာကက်ထိုင်ကလူစီနဲ့ရင်ဆန်းနေကြပြီးစိုက်တို့ကိုထားပြလိုက်ကဘူးတလုံးနဲ့ပုတ်နေတာကြောင့် လူစီစီရခွန်းနောင်ကဓာတ်ဥယူလိုက်အင်းကိုရောက်တဲ့အချိန်မှာတော့ဘယ်သူမှမရှိတာကြောင့်အထဲဥဝင်သွားပြီလူစီကအပြင်မှာစောင့်နေခဲ့ကတော့မှလေလေအနီနားကိုကင်းလဲ့ပေးမယ်ပြောပြီးထွက်သွားလိုက်ကအထဲမှာတော့ဖုန်တွေနဲ့ညစ်ပတ်နေပြီအပြင်ထွက်ဖို့လှုပ်ချိန်ငကားမဲတော်ကမော်လန်နက်ကိုတွေ့သွားခဲ့ပြီအပြင်မှာတော့ဂိုလန်ကြီးကရောက်လာခဲ့ကငကားမဲတော်ကစတိုက်ခိုင်းလိုက်ပြီမမမဖြုံကစားဆုံးကြီးလည်းတူရင်မီနဲ့ပြန်တိုက်ခိုက်ချိန်ဂိုလန်ကအတာလေးဖိလိုက်ပြီးအနောက်ကလူစီလည်းတောဆချိန်ဂိုလန်ကလှဲ့လာခဲ့ကစိုက်တိုကပြေးဖို့လှုပ်ခိုင်းပြီမဲခေါင်းမတဲ့အထက်တန်းလောက်မှမပြေးဘူးဆိုကမော်စွန်တုံးပြီမဲအရာတော့မပြေပဲဖြစ်နေခဲပါ ါတယ်အဲ့လိုနဲ့ဂူလန်ကလက်နဲ့ထူလိုက်ချင်းစိုက်တိုကဝင်လာပြီးအတိစိတ်ဝင်အောင်ပါတချက်ရိုက်ကတင်းရင်အထက်တန်းလွှာလဲဘာမှမထူဘူးလို့ပြောချင်းလူစီလဲငိုပြီးလူတိုင်းကတစ်ချိန်လုံးသူ့ကိုဝန်ဟားနေကြတာကိုသူကရန်ရှက်တာဖြစ်ပြီးတေတော်ရင်တော့ထပ်ပြီးအလောင်ခံနေရမှဖြစ်တာကြောင့်ငိုနေခဲ့ပါတယ်အဲ့လိုနဲ့ငကားမဲတော်စီခေါ်သွားပြီးစိုက်တိုကတယောက်တည်းရင်ဆိုင်ဖို့စားစုံကြီးပေးထားတဲ့ဓာတ်ကိုထုတ်ပြီးတော်ခုလိုက်ပြီးမယ်ဓာတ်ကကျူတော်ခဲ့ကသူ့ရဲ့တွဲဖို့ဓာတ်ကတုံးချင်းရင်သူ့ကိုတုံလို့ရတယ်လို့စကားပြောလာတာကြောင့်စိုက်တိုလဲဓာတ်ကိုဆွဲလိုက်ချင်းအမတ်အတားကပြန်လင်းလာခဲ့ကဂူလန်ရဲ့လက်ကိုအေးအေးဆေးဆေးလေးပဲပိုင်းလိုက်ပြီးလူစီက တူလဲကူညီပေးခြင်းနာကြောင့်မော်လက်နက်ကိုယူပြီးငကားပေါ်ကခုန်ကြကမော်လက်နက်ကိုအုံပြုပေးမယ်မရတာကြောင့်စိုက်တိုလဲသူတို့ပြောနေတယ်မော်လက်နက်ဆိုတာဟာလောင်ချာဖြစ်နေပြီးဒါကိုဒီလိုတုံရတယ်ဆိုကဂိုလန်ကိုတစ်ချက်တည်းပြခွဲလိုက်ပါတယ်အဒီနောက်မှာတော့အနိုင်ရတော်လို့ပြောနေပေးမယ်လက်ထောက်မလေးကလောင်ချာကိုကင်ကတူဒီလက်နက်ကိုအုံမပြုတ်တက်တာကြောင့်ဆရာရီကိုထောင်ချောင်းစင်မီလုံလိုက်ပေးမယ်လူစီတို့ကပဲရောက်လာကနောက်ဆုံးမှာတော့တူရဲ့ချက်ဖြစ်တဲ့မော်လက်နက်ကိုအုံပြုတ်ရည်နီတီတော်ကြီးဖြစ်တာကြောင့်မလို့တော်ဘူးလို့ပြောပြီးနှုတ်ဆက်ခဲ့တယ်လို့ပြောကခလုတ်ကိုနှိမ့်လိုက်ချိန်စိုက်တိုကဒါကိုဆွဲကဘိုက်ကိုဒါလက်က ကင်နဲ့ထိုးလိုက်ပြီးဒါကတစ်ချေပဲပြစ်လို့ရတယ်လို့ပြောလိုက်ကဖမ်းနိုင်လိုက်ပြီးចောင်းអုပ်ပြန်ရောက်လာတဲ့အချိန်မှာတော့ចောင်းអုပ်ကသူတို့တုံယောက်ကိုတော်ဝင်နန်းတော်ကစုပြီးမှဖြစ်ပြီးစိုက်တိုကအောက်တန်းတော်ကဖြစ်တာကြောင့်စုမရကစိုက်တိုလည်းတူအတွက်စုကရည်မကြီးចောင်းနဲ့မင်းစရာပဲရှိတယ်လို့ဆိုကចောင်းអုပ်ကြီးကိုဒီကမ္ဘာမှာမနေချင်ဘူးလို့ပြောပြီးအဲ့ဒီမော်လက်နက်ကလည်းတုကဘာကလာတဲ့လောင်ချဖြစ်ចောင်းပြောပြလိုက်ပြီးចောင်းអုပ်ကလည်းလွန်ခဲ့တဲ့နှစ်30ကလူစမ်းတဲ့ဝတ်စုံတဲ့လူတစ်ယောက်ကအဲ့ဒီမော်လက်နက်တစ်ခုနဲ့သူ့ကိုကက်တင်ပေးခဲ့တာဖြစ်ကအဲ့ဒီလူကိုကက်တင်ပေးဖို့လုပ်ပြီးမယ်နောက်ကျတော့ခဲ့ပြီးသူပဲကလာလို့လာမန်းတော့မတီးចောင်းပြောတော့စိုက်တိုလည်း တူအိမ်ပြန်မှုဒဲလွန်စမြန်ရံမလားလို့ထင်ပေမဲ့ဘာမှမတိရတာကြောင့်စိတ်တို့တော်ပြီးညပါတီကျင်းပတဲ့အချိန်တယောက်တည်းမိုင်းနေခဲ့ကလူစီရောက်လာတဲ့အချိန်ကောင်လေးတွေကဝင်ဝိုင်းနေနေပြီးအတူတွဲကပေးဖို့တောင်းဆိုနေပေမဲ့စိုက်တိုစီကိုပဲတက်တက်လျှောက်လာကတူနဲ့အတူတွဲကပေးဖို့ပြောလိုက်တော့စိုက်တိုလည်းရင်ရင်ကြီးကြီးပြောရင်တွဲကပေးမယ်လို့ပြောလိုက်ပြီးလူစီလည်းဒီညတော့စိတ်လျှော့ပြီးချူချူတတာပြောလိုက်ကနှစ်ယောက်တာတွဲကနေကြပြီးစိုက်တိုကလည်းအခုတော့တခြားကပ္ပကလာနေဆိုတာကိုတကယ်ယုံသွားပြီလို့ပြောပြီးသူ့ကိုဂိုလန်စီကကဲပြီးခဲ့တဲ့အတွက်လည်းကျေးဇူးတင်နေလို့ပြောကအပီဆိုဖိုင်နယ်အပီဆိုစစ်လေးကပြီးဆုံးတော့ ော်ခဲ့ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်